ဖျားရီချမ်းထဲမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ပုံစံတစ်ခုရှိနေတာပါအဲ့ဒါကဘာလဲဆိုတော့ကောင်းငင်နံပါတ်၄ပါးပါတယ်အဖွဲနှစ်ဖွဲအကြောင်းဖော်ပြထားတာပါအဓိကမိခွန်းကသူတို့ကတစ်ဖွဲတည်းပဲလားဒါမှမဟုတ်တိချဖွဲနှစ်ဖွဲလားဆိုတာပါပဲကဲဒီနေ့ဒီကြောင်းကိုအရေးမြင့်ချမ်းစာတွေကိုအခြေခံပြီးဖြည့်ရှာကြည့်ကြတာပေါ့ဟုတ်ပြီဒီရှုပ်ထွေးတဲ့မိခွန်းကိုဘယ်လိုတဆင့်ချင်းစီရှင်းသွားမလဲဆိုတဲ့လမ်းညွှန်လေးကိုအရင်ကြည့်လိုက်အောင်ပထမဆုံးပုစာကဘာလဲဆိုတာကိုပြောမယ် ပြီးရင်အမြင်နှမျိုးကိုနိုင်ရှင်ပြမယ်။ကျန်းစာတက်ကတဲလွန်စာတွေကိုတစ်ခုချင်းလိုက်ကြည့်ရင်လည်း14400ရဲ့အခန်းကဏ္ဍကိုလေ့လာမယ်။နောက်ဆုံးမှတော့အဆုံးဖြတ်တစ်ခုကိုချတော့မှဖြစ်ပါတယ်။ဒီအကြောင်းအရာရဲ့အစကတော့ဗျာဒိတ်ကြမှာကောင်းကင်နမန်၄ပါးပါဝင်တဲ့ဖြစ်ရပ်နှစ်ခုကိုတီးခြားဖော်ပြထားရတဲ့စတာပါပဲ။ဒီဖြစ်ရနှစ်ခုကတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိနေသလားမရှိဘူးလားဆိုရင်မင်းကနေပြီးတော့ဒီဖက်ဖွင့်ဆိုချက်တွေအများကြီးကွဲထွက်သွားစီခဲ့ပါတယ်။ကဲဒါပဲဒီနေ့ကျွန်တော်တို့အဖြေရှာကြမယ့်အဓိကပုစာကြီးပါပဲ။ ဗျာဒိတ်ကျမ်းအခန်းကြီး9ထဲမှာလေးကိုထင်းထားတဲ့ကောင်းကင်တမန်တွေနဲ့အခန်းကြီး9မှာ Euphrates မြစ်နားမှာချီနှောင်ခံထားရတဲ့ကောင်းကင်တမန်တွေသူတို့ကတဖွဲ့တည်းလားဒါမှမဟုတ်လုံးဝကိုတီးခြားစီဖင်နေတဲ့အဖွဲ့နှစ်ဖွဲ့လားအရင်မြစ်ကျမ်းစာတွေကဒီမေကွန်းကိုဘလို့ချင်းကထားလဲဆိုတာကြည့်လိုက်ကြအောင်ဒီမေကွန်းနဲ့ပတ်သက်ပြီးအရေးကအပြင်အမြင်နှမျိုးကွဲပြားနေပါတယ်အမြင်တစ်ခုချင်းစီကဗျာဒီကြံတဲ့ကနောင်ဆုံးကာလမှာဖြစ်လာမဲ့အဖြစ်အပျက်တွေပေါ်ကျွန်တော်တို့ရဲ့ရှုမြင်ပုံကိုကြီးကြီးမားမားပြောင်းလဲသွားဖြစ်နေပါတယ် ဒီအမည်နှစ်ခုရဲ့အဓိကကွာခြားချက်ကကျန်းစာကိုဘလို့မြင်တယ်လဲဆိုတာပေါ်မှာမူတည်နေပါတယ်။တဖွဲ့လဲလို့မြင်တဲ့သူတွေကဒါဟာပုံဆောင်တဲ့ဘောအရာတိုင်းရဲဆိုတဲ့အာနာဆက်ကြီးပေါ်ထွက်လာတာကိုဆိုလိုတယ်လို့ယူဆကြတယ်။ဒါပေမဲ့မတူဘူးလို့မြင်တဲ့သူတွေကတော့မဟုတ်ဘူး။ဒါဟာတကယ်ပဝင်းကျင်ပြစီမှုနဲ့လူသားတွေပေါ်တိုက်ခိုက်မှုဆိုပြီးဖြစ်တဲ့နှစ်ခုကိုတီးခြားစီးမြင်ကြပါဗျ။ကဲဘယ်အမြင်ကပေါ်ပြီးခိုင်မာတယ်လဲဆိုတာတိရဖို့ကျန်းစာထက်ကဒဲလွန်းဆက်တွေကိုတစ်ခုချင်းကြည့်လိုက်ကြည့်ကြအောင်။ ပထမဆုံးအဖွဲ့ကတော့ဗျာဒိတ်ကျန်းအခန်းကြီးခွန်မှာတွေ့ရတဲ့အဖွဲ့ပါသူတို့ကကဘာမြေကိုဖြက်စီးမဲ့လေးလေးခုကိုထိန်းထားတဲ့ကောင်းငင်တမနေပါသူတို့ရဲ့အဓိကလုဆောင်ချက်ကထိန်းထားခြင်းဖြစ်နေတာကိုသတိပြုမိမှာပါသူတို့ကိုဘာလို့ချက်ချင်းမလွတ်သေးတာလဲဆိုတော့ဖျားသခင်ရဲ့စေခန်းတွေကိုအရင်ဒန်စစ်ခတ်ဖို့စောင့်နေလိုပါသူတို့လွတ်လာတဲ့အခါဖြစ်လာမယ့်အကျိုးဆက်ကလည်းရှင်းရှင်းလင်းလင်းပဲမြကြီးပင်လယ်နဲ့တိပင်းတွေရဲ့၃ပုံ၃ပုံပျက်စီးသွားမယ်ဆိုတော့ ဒါကသဘောအပတ်ဝန်းကျင်ကိုတိုက်ရိုက်ဦးတည်တဲ့ဖြစ်စီမှုဖြစ်ပါတယ်။အဖို့ဒုတိယဖွဲ့ကိုကြည့်လိုက်အောင်သူက Euphrates မြေမှန်ချီနောင်ခံနိုင်ရပြီးသူတို့လွတ်ဖို့အမင်းပေးခံရတာပါ။သူရဲ့ရည်ရွယ်ချက်ကလည်းပထမဖွဲ့နဲ့လုံးဝကိုကွဲပြားနိုင်ပါမယ်။သူတို့ရဲ့တာဝန်ကတဘာဝပဝန်းကျင်ကိုဖြစ်စီဖို့မဟုတ်ပါဘူး။စထမတံပိုးမှုတန်းနဲ့အတူလွတ်လာပြီးတိုင်းရင်ရာရှိတဲ့စစ်တပ်ကြီးကိုဥဆောင်ကလူသားတွေရဲ့ထုံးပုံတပုံကိုတပ်ဖြတ်ဖို့ပါပဲ။ ဒီဖြစ်ရည်နောက်ဆက်တွဲကတော့တားရဲလူခေါ်တဲ့နိုင်ငံရေးဘာသာရေးအာဏာစနစ်ကြီးတစ်ခုပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ဒီကွာခြားချက်ကတော်တော်လေးကိုသိတာပါတယ်။တစ်ခုကဘဝင်းချင်းနောက်တစ်ခုက လူသားတွေပေါ်တားရဲတက်ရုံမူပါ။ဒီအမြင်တစ်ခုကိုထပ်ပြီးခိုင်မာစေဖို့တန်ရဲလက်ချင်းကိုဘလို့ကိုးကားကြတယ်လဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။ပထမအမြင်ကတော့ဗျာရိတ်ခုံးကလေးရီဟာတန်ရဲလာခုံးမှာတားရဲတွေကို ပေါ်ထွက်စေတဲ့လေးရီနဲ့အတူတူပဲ။ဒါဟာဖြစ်ရတစ်ခုတည်းပဲလို့ဆိုပါရစေ။ ဒါမှဒုတိယမြင်ကတော့မဟုတ်ဘူး။ဒန်ရီရဲ့ကျန်းကလေတွေဟာဗျာဒိတ်ခွန်းက Euphrates ကောင်းကင်တမန်တွေနဲ့မှပိုးပြီးဆက်ဆံမှုရှိတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့နှစ်ခုစလုံးရဲ့နောက်မှာတာရက်တလာလို့ပါပဲ။ဒုတိယအမြင်ကိုထောက်ခံတဲ့အရင်အမြင်ကဒီပု္ပ္ပာကိုရှင်းပြဖို့နောက်ထပ်အရေးကြီးတဲ့ Prophet ဖြူချက်တစ်ခုကိုချိန်ဆက်ပြထားပါတယ်။အဲ့ဒါကတော့14000လဲထောင်ရဲ့အခန်းကဏ္ဍပါပဲ။ ီဒီမဲ့ဖွင့်ဆိုကြအရာ14တောင်းသုံးဆိုတာပဝင်ချင်းကိုဖြည့်စီးမဲ့လေးတွေမလွတ်ခင်မှာပဲတစိခတ်ခံရတဲ့သူတွေဖြစ်ပါတယ်အရင်မြဲမဲ့အဆိုအရဒီ14တောင်းသုံးဟာဗျာဒီကြံခန်းစအိမှာပါတဲ့တတိခန့်နဲ့ပေါင်းတဲ့တဖွဲ့တဲ့ထစ်ပြီးသူတို့ရဲ့အဓိကတာဝန်ကရပောင်းတထောင်တန်းခောက်စီကြအောင် profit ပြဖို့ပါပဲသူတို့ခွန်ပြောတဲ့အဓိကတင်စကားကတော့ရှင်းပါတယ်ဒါရဲကိုမကိုကိုွယ်ဖို့နဲ့သူ့ရဲ့တစိ666ကိုလက်မခံမို့တတိပြဖို့ဖြစ်ပါတယ်သူတို့ဟောပြောမဲ့တည်င်းစကားရဲ့အငြင်းတရားကိုဗျာဒိတ်ချက်အခန်းကြီး10မှာပါတဲ့စံစာလေးငယ် ်လို့ဖော်ပြထားတယ်။တနည်းအားဖြင့်ဒါဟာနောက်ဆုံးသောကာလအတွက်သာရအဝင်ဂလိတရားလို့လည်းအသေးပဲဖွင့်ဆိုထားတယ်။ဒီအချက်ကသူတို့ရဲ့တာဝန်ကိုပိုပြီးရှင်းလင်းသွားစေတယ်။ဒီဆရာလေးကိုကြည့်လိုက်ရင်ဒီဇလန်စကြောင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါ။အစီအကျင်ကဒီလိုပါ။ပထမဆုံးစေတုတ္တိတထောင်လေးရောက်ကိုတင်ဆက်ခဲ့တယ်။ပြီးမှပဝန်းချင်းပြည့်စုံမှုဖြစ်တယ်။အဲ့ဒီနောက်မှ Euphrates ကခေါင်းခင်တမန်လေးလက်လံပြီး တာရဲပေါ်ထွက်လာတဲ့အခါမှာစေတူတလီတထောင်လေးယောက်ကတက်သေးခါနှပားအဖြစ်နဲ့သူတို့ရဲ့တရင်စကားကိုဟောပြောကြတယ်။ဒီလိုအချင်းစရားနဲ့ချိတ်ဆက်လိုက်တဲ့အခါအဖြစ်ပြက်ဒီကပိုပြီးအတိတ်ပဲရှိလာတာကိုတွေ့ရမှာပါ။ဒီအချက်လက်တွေတဲလွန်စားရီအလုံးကိုချင်းစားပြီးတဲ့နောက်မှာတော့အရင်မြစ်ကျန်းစာခိုင်မာတဲ့ကောက်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ရေထောင်းထားတဲ့အားလုံးကိုခြုံငုံသုံးသပ်ပြီးတဲ့နောက်မှာတော့အရင်မြစ်ကိုရေတာသူကပြပြတာတာကောက်ချက်ချလိုက်ပါတယ်။အဲဒါကတော့ ဖျားရီချမ်းထက်ကကောင်းကင်တမန်လေးပါပါတယ်ဖွဲ့နှစ်ဖွဲ့ဟာလုံးဝကိုမတူညီတဲ့တခြားအဖွဲ့တွေဖြစ်တယ်ဆိုတာပါပဲတစ်ဖွဲ့က gear system ကိုဖျက်ဆီးပြီးနောက်တစ်ဖွဲ့ကတော့လူသားတွေကိုတတ်ဖြစ်တဲ့စစ်ပွဲနဲ့ anti-christine ကိုယူဆောင်လာတာဖြစ်ပါတယ်ဒီရှင်းလင်းချက်ကကျွန်တော်တို့ကိုနောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုနဲ့ထားခဲ့ပါတယ် prophet project တွေကအသေးစိတ်အချက်လက်တိုင်းမှာဒီလိုမျိုးတိကျတဲ့အသေးပဲတွေဆက်ဆက်မှုတွေရှိနေတယ်ဆိုရင်ဒီလို လေးလာတုံးတက်တဲ့နီလန်းလန်နောက်ထပ်ဘီလိုနက်နဲတဲ့အရာတွေကိုဖော်ထုတ်နိုင်အောင်မလဲဒါတော့တကယ်ကိုစဉ်းစားစရာပါပဲ